ထူးဆန်းစွာပြောက်ွယ်သွားကြသောအနက်ရောင်လူနှင့်ခွေးမဲကြီးကြောင့်အတွေးရခက်တုံလုံးအံဩကပြန်ခဲကြရသောကျွန်ုပ်တို့သည်ဦးသိန်းစံအိမ်တို့ပြန်ရောက်သောအချိန်တိုင်းမူပို၍အံဩထိတ်လန့်ပွဲအဖြစ်များနှင့်ကြုံတွေ့ခဲ့ကြရပြန်ပါသည်အဘယ်ကြောင့်ဆိုသောကျွန်ုပ်တို့ရောက်သည့်နှင့်အိမ်ထဲမှ ရာဇဝဲအုပ်ကိုစိန်မီဤတပည့်စာတင်ဘာအေးဆိုသူသည် အမောတကောဖြင့်ပြေးထွက်လာပါသည်ဦးဦးသိန်းစံတယောက်တော့တွားတွားပြီဆရာတို့ခုကြပြားကြရမေးလိုက်ပါသည် ထိုအခါစာသင်ဘာအင်းကတုံးရင်နေသောအတန်ဖြင့်အိမ်ပေါ်မှဥသိမ်းဆန်တယောက်အသက်ခံလိုက်ရပြီဆရာဟု၍ဆိုလိုက်လေရာကျွန်ုပ်တို့ပဇံများမှဘာဟူသောအတန်များသည်ဂိုင်းတူပင်ထွက်ပေါ်သွားကြရပါတယ်ထို့နောက်တွင်မှအိုင်ဝမြင်းနှင်းကအံဩနေသောမျက်နှာမျိုးဖြင့်ဘလို့အသက်ခံလိုက်ရတာလဲဘယ်အချိန်ဖြစ်သွားတာလဲတိတိချာချာပြောပြစမ်းကိုပါ၏ဟု၍မေးလိုက်လေရာစာသင်ဘာအေးကအောက်ပါအတိုင်းပြန်၍ပြောပြပါဗါတယ် ဇရာတို့ထွက်သွားပြီးတနာရီလောက်ရှိတော့ဦးသိန်းဆန်ကကျွန်တော်တို့အတွက်တုပ်ပေးထားတဲ့လက်ဖက်တုပ်တွေလာစားရင်ကျွန်တော်တို့နဲ့စကားတွေပြောနေပါသေးတယ်။နောက်ဘိုက်နာတယ်ဆိုပြီးအိမ်နာသွားတတ်ပါလေ။ပြန်လာတော့သူ့မှာလေယောဂါရှိတဲ့အကြောင်းလက်ဖက်တုပ်ကိုကြိုက်လွန်းလို့သာစားမိကြောင်းနေပြောပြီးတိတ်မကြပါဘူး။စေးတောက်ပြီးအပေါ်ထက်ကသူ့အိမ်ခန်းထဲဝင်သွားပါလေ။အဲ့လိုမဝင်ခင်သူ့လူ၃ယောက်ကိုလည်းတေးသေးချာချာစောင့်ဖို့မှာသွားပါသေးတယ်။ အဲ့ဒီနောက်ဦးသိန်းစံကပြန်မစင်းလာတော့ဘူးကျွန်တော်တို့လည်းအင်းရှိမထွက်ပြီးသူ့လူသုံးယောက်နဲ့အတူလက်ဖက်တုပ်စားရင်းစကားတွေဆက်ပြောနေကြပါတယ်ကျွန်တော်တို့လူလှမြင်ကလည်းကျွန်တော်မှားထားလို့15မိနစ်တစ်ချိန်လောက်အင်းကိုလှက်ပတ်ပြီးကြည်ပါတယ်အဲ့ဒီအချိန်ထိအေးစေးစေးပါပဲဆရာဘာမှလည်းထူးခြားတာမရှိပါဘူးကျွန်တော်တို့မှလည်းလူ9ယောက်တောင်ဆိုတော့စိတ်ထဲမှာလည်းခက်အေးပေါ်ဆရာရဲ့နောက်မှအဲ7နာရီခွဲကြော်ကြော်လောက်အချိန်မှမှ ကျွန်တော်တို့အားလုံးချမ်းရှိဘက်ကလိုလို ချမ်းမြင်ဘက်ကလိုလိုထူးဆန်းတဲ့အတန်တစ်ခုကိုစကြားလိုက်ကြရတယ်။အဲ့ဒီမှာဆရာတို့မှားထားလို့ဒီအတန်လေးကြားရောကျွန်တော်တို့အားလုံးတနတ်တွေဆွဲပြီးအတန်ထွက်ပေါ်လာတဲ့ဘက်ကိုလိုက်ကြပါလေဆရာ။ဒါပေမဲ့ကျွန်တော်တို့လည်းချမ်းအပြင်ဘက်ရောက်ရောအိမ်ပေါ်ထက်ကတနတ်တန်တစ်ချက် ကြားလိုက်ရတော့တာပဲ။အဲ့ဒီအခါမှကျွန်တော်တို့လည်းအိမ်စီပြန်ပြေးခဲ့ကြပြီးအပြင်ဘက်ကဝိုင်းတဲ့လူဝိုင်းအိမ်ပေါ်ထက်ပြေးတတ်တဲ့လူပြေးတတ် လုတ်ခဲ့ကြပါလေဒါပေမဲ့အပေါ်ထက်တက်တဲ့အိမ်တကားကတော်တော်နဲ့ဖွင့်မရဘူးအတွင်းကရက်ချထားတာကိုဆရာရဲ့နောက်မှလူနှစ်ယောက်တပြိုင်နက်ကိုစောင်းတိုက်ဖွင့်ပြီးအပေါ်ထက်ပြည့်တက်ဦးသိန်းစံအိမ်ခန်းပြည့်ကြည့်ကြတယ်အဲ့ဒီမှာဦးသိန်းစံရဲ့အိမ်ခန်းတကားဟာလေပိတ်လျက်ပဲဆရာဒါနဲ့အထဲကိုခေါ်ကြည့်ပြီးအတန်မကြားရမှကိုစောင်းတိုက်ဖွင့်ပြီးတခါဖွင့်ရပြန်တယ်အထဲလေရောက်ရောဂရင်ပေါ်မှာတနက်တန်ရာကြီးနဲ့သေးနေတဲ့ ဥသိန်းစံအလောင်းကိုတွေ့ရတော့တာပါပဲတနတ်ဒံယာကလည်းဘဲဘက်ရင်အောင်အောင်နှလုံးသားနေရာတက်တက်မှာပဲနဖူးမှလည်းတွင်းနဲ့မအခရာကြီးရေးထားတဲ့လူတက်သမားဘလို့ကနေဘလို့ဝင်လာပြီးတက်သွားတယ်ဆိုတာစဉ်းစားလို့မရအောင်ပါပဲအိတ်ခန်းတဲကတကားတွေအကုန်လုံးလဲကြက်ချပြီးပိလျက်တွေကြီးပါပဲခမကျွန်တော်တို့အဖြစ်ဘလို့မှမတွေ့တတ်နိုင်အောင်ပါပဲကျုပ်တို့မှစာသင်ပါအေးဤစကားကိုနားထောင်ပြီးဗဇတ်ဟောင်းလောင်းများဖြင့်ရှိကြရပါလေ ထို့နောက်တွင်မှအဘော်ဒတ်အိတ်ခန်းရှိဥသိန်းဇံဤအလောင်းကိုဝင်ရောက်ကြီးစုကြရာသာတင်ပါ၏ပြောသည့်အတိုင်းပင်တွေ့ရှိရပါလေ။အိုင်အိုမျက်နှင်းပင်လျင်အလောင်းကြီးနှင့်အိတ်ခန်းအနှံ့ကို လိုက်လံကြီးစုစစ်ဆေးကအတွေးရခတ်သော အမူအရာမျိုးဖြင့်မျက်မှောင်ကြီးကျုပ်ကရှိနေပါလေ။အတန်းကြာမှအိုင်အိုမျက်နှင်းသည်အိတ်ခန်းအပေါ်ရှိသူ့အမိုးကိုမော့၍ကြီးစုက၎င်း၏မျက်လုံးများသည်မေ့ရသွားပါလေ။ထိုအမူအရာသည်၎င်းလေးနက်စွာ စုနှစ်စွာ စဉ်းစားတိုင်းဖြစ်ပေါ်လေရှိသောအမူအရာမျိုးဖြစ်ကြောင်းကျွန်ုပ်မှကောင်းစွာသိရှိပါသည်။ခဏကြာလျှင်အာယုမျက်နှင်းသည်ကရင်ပေါ်မှတဆင့်အိတ်ခမ်းကောင်းရင်းရှိဗီရိုကြီးပေါ်သို့မြောင်တကောင်ကဲ့သို့ပေါ်ပါဖြက်လက်စွာတက်၍သွားပါသည်။ကျွန်ုပ်တို့မှလည်း၎င်းအားအံ့ဩနားမလည်နိုင်စွာငြေးကြည့်မိကြရပါသည်။အာယုမျက်နှင်းကမူဗီရိုပေါ်သို့ရောက်သည်နှင့် မတက်ရက်ကခေါင်းပေါ်ရှိသွန်မိုးများကိုလက်ဖြင့်တွန်း၍ကြီးနေပါれ။တနေရာအရောက်တွင်မူသွန်မိုးတစ်ချက်မှ တန်ကြံများပြုတ်နေ၍အပေါ်တို့ဟတ်တက်သွားသည်ကိုတွေ့မြင်လိုက်ရသောအာယုံမြနှင်းသည်မြားတိုင်းတစ်သားတန်းတစ်ခုကိုခိုတွဲ၍ပြေးဟလျက်ရှိသောသူမိုးပေါင်းမှအပေါ်တို့တက်ရောက်သွားပါတော့တဲ့ကျွန်ုပ်တို့အားလုံးမှာ၎င်းအားမော့ကြည့်ရင်ပဇံဟောင်းလောင်းများဖြင့်ရှိကြရပါလေခနာအကြာ၌မူအာယုံမြနှင်းသည်သူမိုးပေါင်းမှပင်ပေါ်ပါးစွာခိုတွဲလျက်အောက်သို့တဆင်ချင်းဆင်လာပါတဲ့လူသက်သမားဟာခေါင်းမိုးပေါ်ကတဆင် သူမိုးကိုလှမ်းဝင်ပြီးဦးသိန်းစံကိုတတ်သွားတာဗျဟူ၍ပြောလိုက်ပါတယ်ထိုမှတဆက်တဲ့ဒါပေမဲ့ဒီလူခေါင်းမိုးပေါ်ကိုဘလိုနီးနဲ့တက်လာတယ်လဲဆိုတာကျွန်တော်စဉ်းစားမရဖြစ်နေတယ်အောက်မှာလဲကိုပါအေးတို့အဖွဲတွေရှိနေကြတယ်ဗျအပင်တွေဘာတွေကလဲခိုးတွဲတက်လာရအောင်ဘာအပင်မှမရှိဘူးဒီအချက်ကတော်တော်အုံနောက်စားစရာအချက်ပဲဟူ၍လဲပြောလိုက်ပါတယ်ကျွန်ုပ်တို့မှယခုအချိန်ထိ၎င်းအားငေး၍ကြည်နေမိကြသေးပဲဖြစ်ပါတယ် ထို့နောက်တွင်မှပထမဦးဆုံးကျွန်ုပ်ကအခုတက်သွားတဲ့ပုံစံကလေဥမာကအသက်ခံလိုက်ရတဲ့ပုံစံမျိုးဖြစ်နေပါလားဗျာ။ဟူ၍တုံလုံးစွာပြောလိုက်လေရာလူတက်သမားကတယောက်ထဲပဲကိုအိုင်ပြီးရဲ့ဒီလူကတော်တော်တော့ထူးဆန်းတဲ့လူတယောက်ပဲ။ကျွန်တော်တို့ကိုတောင်ဒီလူတပတ်ရိုက်သွားနိုင်တဲ့လူဆိုတော့ပ้ายည်နဲ့ရည်ရှိတဲ့လူပဲ။သူ့ကိုကူညီပေးနေတဲ့လူတယောက်လည်းရှိလိမ့်မယ်ဗျာ။အဲ့ဒီလူကတော့ဟိုအိမ်ကြီးမှာခွေးမဲကြီးနဲ့ရှောက်သွားနေတဲ့လူပဲ။ ဒါပေမဲ့ဒီလူတွေကတာမန်လူတွေတော့မဟုတ်ဘူး။ဥွေအာယုံမြင်းကပြောလိုက်ပါတယ်။ထိုအခါဝင်းတော့မင်းဟောင်းကြီးဥခင်မောင်တင်းကတာမန်လူတွေမဟုတ်ဘူးဆိုတော့ပြေးကြပါတယ်ဗျ။ဒီလူတွေကတစေတရေဝိညာဉ်တွေပဲ။အနောက်နိုင်ငံတွေမှာလည်းဒီလူတစေတရေဝိညာဉ်တွေကကလစားကြီးတက်ဖြတ်သွားတဲ့ထူးဆန်းတဲ့အဖြစ်ပြက်အကြောင်းတွေအများကြီးရှိရပါပဲ။အခုလေကျုပ်တို့စီမံမရှိနိုင်ဘူးလို့ပြောနိုင်မလား။အခုဖြစ်နေတဲ့လူတန်းမှုနှစ်ခုစလုံးဟာ တည်သွားတဲ့လူโซကြီးမိုးမောင်ရဲ့လက်ရမျိုးတွေကြီးဖြစ်နေတာတက်တည်ပဲလေဗျာခု၍ပြောလိုက်လျာအယုံမျက်နှင်းကပြုံး၍ဒီလိုလဲမဟုတ်ဘူးဦးခင်မောင်တင်ရဲ့လူတက်သမားကတာမန်လူမဟုတ်တဲ့ထူးဆန်းတဲ့လူတယောက်ဖြစ်တာတော့အမှန်ပဲဒါပေမဲ့ဦးခင်မောင်တင်ပြောသလိုတစေတရေဝိညာဉ်တခုတော့မဟုတ်ဘူးဒါကိုတော့ကျွန်တော်ပြောရဲတယ်ဘာဖြစ်လို့လဲဆိုရင်အခုလိုသွန်မိုးကဖောက်ဝင်တဲ့အချက်နဲ့ဟိုလောင်းကုတ်အင်ကြီးကြီးမှာတွေ့ရတဲ့တွေးခွက်တွေကြောင့်ပဲ တကယ်တစီတရေဝိညာဉ်တွေသာဖြစ်မယ်ဆိုရင်ဒါတွေက ရှိမနေသင့်ဘူးလေဒါပေမဲ့ဥခင်မောင်တင်ရေအခုလူသက်သမားဟာခမရပြောတဲ့တစီတရေဝိညာဉ်တွေထက်ကိုအံ့ဩစရာကောင်းကြောက်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်နေတာတော့အသေးအချာပဲအခုအချိန်မှာသူဟာဘလို့လူမျိုးလဲဆိုတာတောင်တွေးဖို့ခက်လာတဲ့လူမျိုးပါပဲဗျာခု၍ထူးဆန်းစွာပြောကအခန်းထဲမှာထွက်ခွာသွားပါတော့တယ်ကျွန်ုပ်တို့လည်း ဒေသူဦးသိန်းစံ၏အလောင်းကိုစစ်စစ်ကြည့်ရှု၍စေးယုံသူပို့ရန် စီစဉ်ကြရပါသည်။စေးယုံမှကားရောက်လာသောအခါနနက်9နာရီပင်ရှိပြီဖြစ်ပါသည်။ကျွန်ုပ်မှတညလုံးတရေမှပင်မအိပ်ဆက်ခဲ့ရသည့်ဖြစ်၍နှုံခွေခွေဖြစ်နေပါသည်။အယိုမြနှင်းမှမူရာဇဝိတ်အိုကိုစိန်မြင့်နှင့်စကားများပြောဆိုကားရှိပါသည်။ထိုအချိန်ဝင်းတော်မင်းဟောင်းကြီးဦးခင်မောင်တင်မှမူမရှိတော့ပေ။ညကလေးက၎င်း၏အိမ်သို့ပြန်သွားခြင်းဖြစ်ပါသည်။ ို့ရာတွင်ဥသိမ်းဇံ၏အလောင်းအားသေးယူပြီးဆေးရုံကားထွက်သွားသောအချိန်နှင့် မရှိမနှောင်းပင်လျင်ဥခင်မောင်တင့်မှ၎င်း၏ကားဖြင့်ပြန်ရောက်လာပါသည်ထိုအခါကားပေါ်မှစင်းသည့်နှင့်ဥခင်မောင်တင့်ကအရေးတကြီးအမူအရာမျိုးဖြင့်ဥအောင်မင်းနှင့်ကိုမြတ်နှင်းတို့၏ခမည်းတော် CID ကအခုပဲတယ်လီဖုန်းလှမ်းဆက်တယ်ဗျို့ခမည်းတော်ရန်ကုန်ကမင်္ဂလာတုံဘက်မှာညကလူတန်းမှုတစ်ခုဖြစ်သွားလို့အ мян ဆုံးပြန်လာခဲ့ကြပါတဲ့ဟူ၍ပြောလိုက်လေရာ အယုံမြင့်နေ၏ပဇက်မှထိုက်ခနဲအတန်ထွက်သွားပါတော့တယ်။ကျွန်တော်မှလူတက်မှုစူးလိုက်သဖြင့်ဤမြဖြစ်သွားသောအယုံမြင့်င်းကိုအံ့ဩစွာကြည်လိုက်မိပါတယ်။ထိုအခါအယုံမြင့်င်းကသွားပြီအိုင်ပြီကျွန်တော်ပြောခဲ့တဲ့ မင်္ဂလာတုံဘက်ကဥပကြောက်ဆိုတဲ့လူပဲဖြစ်မဲဗျ။เจ้าနဲ့ဂိုင်းဝင်တယောက်ဆိုတာလေဗျ။ခု၍စူးလိုက်လေရာထိုအခါမှကျွန်တော်မှလည်းအမက်ရသွားလျက်ပါဇက်ဟာ၍သွားရပါတော့တယ်။၎င်းနောက်တွင်မူ ျွန်ုပ်တို့လည်းဥခင်မောင်တင်ကားကိုပင်ချောဆွဲ၍ရန်ကုန်ဘက်သို့အလင်းအမြန်ပြန်ခဲ့ကြရပါတယ်။အယိုမြနှင်းသည်လိမ့်စာတိထားသော မင်္ဂလာတုံဘက်ရှိဥပကြောင့်နေရင်တို့ပင် ကားကိုဓာရိုက်မောင်းကားခဲ့ပါတယ်။ရောက်သောအခါကျွန်ုပ်တို့ထင်သည့်အတိုင်းပင်ဥပကြောင့်မှလည်းဥသိန်းစံနီးနှယ်တပုံစံနှင့်အသက်ခံရခြင်းဖြစ်ကြောင်းကိုအံ့ဩမယုံကြည်နိုင်ဘဲတွေ့မြင်ခဲ့ကြရပါတယ်။ထိုအချိန်မှအစာပြုတ်၍ဘဘိုးမျိုးရန်ကုန်မျိုးတစ်မျိုးလုံးတာလျင်မကား ကျွန်ုပ်တို့ပလိတ်လောကကြီးတစ်ခုလုံးကိုပါဖိမ့်ဖိမ့်တုံလှုပ်စီခဲ့ရသောဂံဗီယဝိညာဉ်လူတန်းမှုများပေါ်ထွက်လာခြင်း၏အစနိဒန်းပင်ဖြစ်ပါတော့တယ်။ထို့အခါနေရာတိုင်းလူတိုင်း၏ပါဇက်ဖျားများတွင်၎င်းတည်င်းစားအသီးသီး၌၎င်းထူးဆန်းလှသော လူတန်းမှုတည်င်းများကို ပြောဆိုရေးသားဖော်ပြချက်လျက်၎င်းတို့အားလုံးမှတညီတညွတ်တည်းပင် လူသက်တရခံမှဒေရွာပြန်လူစိုးကြီးမိုးမောင်ပင်ဖြစ်ကြောင်းပြောဆိုရေးသားကြပါတယ်။ လူဆိုးကြီးမိုးမောင်မှာယခင်ကလည်းတဆေလူသက်သမားကြီးဟုလူတိုင်းမှာခေါ်ဝေါ်ခဲ့ကြသည်ဖြစ်ပါတယ်။လူကုန်တန်တထေးကြီးများနှင့် အရာရှိကြီးများကိုသာရွေ့၍ထူးဆန်းသွားတက်ဖြတ်ခဲ့ကြောင်းတတိအခါ၌လည်းလာပြညတညာဒေသလျင်တက်၍နှလုံးသားတဲတဲ့နေရာကိုတနက်ဖြင့်ပြည့်၍နှစ်ဖူးနေရာတွင်မအခက်ရာကိုသွေးဖြင့်ရေးသွားလိရှိကြောင်း၎င်းမှာတရေအုတ်ထုပ်အနက်ကြီးနှင့်လောင်းကုတ်အင်းကြီးအနက်ကြီးကိုအမြဲတမ်းဝတ်ဆင်လေရှိကြောင်းအထူးအဆန်းဆုံးမှာ ၎င်း၏ဘေး၌လွန်စွာမှ ကြီးမားလွန်လာသောအရာမခွေးမဲကြီးတကောင်ပါလွေ့ရှိကြောင်းအဆရှိသောလူစုကြီးမုံမောင်၏ရာဇဝင်များကို ပြောဆိုရေးသားဖော်ပြကြပါသည်ထို့မှတဖန်လူစုကြီးမုံမောင်မှာလွန်ခဲ့သော15နှစ်ခန့်ကပလိတ်ဘက်မှအသေးဖမ်းမိခဲ့သည်ဟုသောသတင်းနှင့်အတူ၎င်း၏ဇနန်းမှာအဆုံးသက်သွားခဲ့ရသောလေယခုဖြစ်ပေါ်လျက်ရှိသောအခြေအနေများအရာ ထိုသတင်းမှာမမှန်ကန်ဟုမိမိတို့အနေဖြင့်ယူဆပါကြောင်း အမှန်အဖျင်လူစုကြီးမုံမောင်မှာတည်ဆုံးခဲ့ခြင်းမရှိဘဲယခုတဖန်ပြန်ပေါ်လာလျက်ဤကဲ့သို့လူတန်းမှုများကိုပြန်လဲကျူးလွန်ခြင်းဖြစ်ဟန်တူကြောင်းသူဒီမဟုတ်တည်ဆုံးသွားသူတစီလူသက်သမားကြီးမုံမောင်ဤဝိညာဉ်သည်တေးရွာမှ ပြန်လဲရှင်သန်ထမြောက်လာကလူတန်းမှုများကိုကျူးလွန်ခြင်းဖြစ်နိုင်ကြောင်းအစရှိသော၎င်းတို့ဤထင်ရှားမြင်ရသတင်းများကိုလည်းပြောဆို ရေးသားကြပါသည်ထိုအခါ၎င်းတို့ပြောဆိုရေးသားကြတဲ့ကဲ့သို့ လာပြည့်ညတို့ရောက်တိုင်းပဲခူးမျိုးနှင့်ရန်ကုန်မျိုးအတွင်တနည်းအားမဟုတ်တနည်းအား၌လူသန်းမှုတစ်ခုသည် အမြဲပင်ဖြစ်ပွားနေပါတော့လေဖြစ်ပွားတိုင်းလေအသက်ခံရသူများမှာပထမဆုံးတက်ခံခဲ့ကြရသည်ဥမာကဥသိန်းဇံနှင့်ဥပါကြောက်တို့အသက်ခံခဲ့ရသော ပုံစံများအတိုင်းပင်ဖြစ်ပါလျက်ထူးခြားဆုံးမှာလေအသက်ခံရသည့်လူတိုင်းမှာတစ်ချိန်ကကြောင်နက်ဂိုင်းဝင်များဖြစ်နေကြခြင်းပင်ဖြစ်ပါတယ်ကျွန်ုပ်တို့မှာလေလာပြည့်ညတို့ရောက်တိုင်း တဏှာမဟုတ်တဏှာတွင်လူသက်မှုများအမြဲဖြစ်ပေါ်နေခြင်းကြောင့်များစွာစိတ်ညစ်နေကြရပါတယ်ထို့အခါကျွန်ုပ်တို့၏ဆုံတောင်းမင်းကြီးမစ္စတာအိုဝင်းစမစ်သားလျင်မဟုတ်ရန်ကုန်ပလိမင်းကြီးဂျွန်အာသာစမစ်မှပင်လျင်ကျွန်ုပ်တို့ CID ဆုံတောင်းဌာနနှင့်ပလိဌာနများအားလုံးအားနေစဉ်တူဝစူပူချိန်ပေါင်းလျက်ရှိပါတော့တယ်ကျွန်ုပ်တို့မှလည်းလာပြည့်နေ့သို့ရောက်လာတိုင်းနေရာအနှံ့၌ပလိအဖွဲများကိုချကား လူသက်မှုမဖြစ်အောင်တတ်နိုင်သမျှကာကွယ်မှုများပြုလုပ်ကြတော့လေလူသက်မှုများမှာဖြစ်ပွားမည်ဖြစ်ပွားနေပါတော့တယ်။သူဖြစ်ရာနောက်ဆုံး၌ကျွန်ုပ်တို့ကိုယ်တိုင်ပင်လူโซကြီးမဟုရာမိုးမောင်၏ရာဇဝင်ဟောင်းကိုပြန်၍လိုက်ရပါတော့တယ်။သူအခါဘကုတ်ကက်ရှိ၎င်း၏အမှုတွဲဟောင်းများမှစစ်ကြီးအတွင်ပျက်စီးပျောက်ဆုံးသွားခဲ့ကြကြောင်းသိရှိခဲ့ရပါတယ်။သူဖြစ်ရာကျွန်ုပ်တို့သည်ဝင်းတော့မင်းဟောင်းဥပရင်ကဲ့သို့သောလူโซကြီးမိုးမောင်အား ပြစ်ခတ်ဖမ်းဆီးခဲ့စဉ်ပါဝင်ခဲ့သောပလိတ်အမှုဒဏ်ဟောင်းကြီးများကိုရှာဖွေ၍မင်းမြန်ချင်းများပြုလုပ်ကဒူဆိုးကြီးမုံမောင်၏အလောင်းအားမြုပ်နှံတကြိုခဲ့သော နေရာအတိအကျကိုစုံစမ်းခဲ့ကြရပြန်ပါသည်ထို့မှ နေရာကိုသိလေသောဒူဆိုးကြီးမုံမောင်၏ရုပ်ကျွင်းအားတူဖော်ရှာဖွေ၍စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြသည်ရှိသော ထူဆန်းသောအဖြစ်တစ်ခုကို တွေ့ကြရပါသည်၎င်းမှာဆွေးမြေ့လျက်ရှိပြီးဖြစ်သောအခေါင်းတလားကြီးအတွင်း၌ ြည်စံပေါက်ရာများဘလက်ဘွားနှင့်တရေလောင်းကုတ်အင်ကြီးဆွေးကြီးတစ်ခုနှင့်ဘောင်းမီတစ်ထဲအုတ်ထုပ်နှက်ကြီးတစ်လုံးကိုသာလျှင်ရရှိခဲ့ကြပြီးလူဆိုးကြီးမိုးမောင်ဤရုပ်ကျွင်းအယိုးစုမှာထူးဆန်းစွာပျောက်ဆုံးနေခြင်းပင်ဖြစ်ပါတော့တယ်လူတက်မှုတရေများနှင့် လူဆိုးကြီးမဟူရမိုးမောင်ဤတရေများကြောင့်ရန်ကုန်တမျိုးလုံးရှိလူများမှာထိတ်ထိတ်လန့်လန့်ဖြင့်ရှိနေကြပါတယ်ထို့အခါ၎င်းတို့အားလုံးထက်ထိတ်လန့်တုန်လှုပ်လျက်ရှိသောလူတအူးရှိနေပါတယ် ၎င်းမှာရန်ကုန်မြို့ ကုတ်ကိုင်းလမ်းရှိတထေကြီးဥတိုက်ဆိုးဆိုသူပင်ဖြစ်ပါတယ်။တထေကြီးဥတိုက်ဆိုးမှာအသက်60ကျော်အရွယ်အသားညိုညိုထောင်ထောင်မောင်းမောင်းကြီးဖြစ်ပါတယ်။မျက်လုံးပြူပြူနှခမ်းဝေးကားကားကြီးဖြင့်လေးတောင်ဆက်ဆက်မျက်နှာမျိုးဖြစ်ကားထူထဲလာသောမျက်လုံးကြီးများလည်းရှိပါတယ်။၎င်းသည်ကုမ္ပဏီကြီးသုံးခုကိုတဦးတည်းပိုင်ဆိုင်သောလွန်စွာမှချမ်းသာသည့်တထေကြီးတဦးပင်ဖြစ်ပါတယ်။ထို့ပြင်လည်း တထေကြီးဥတိုက်ဆိုသည်တချိန်ကလွန်စွာမှနာမည်ကြီးလာသောလူโซကန်းကြီးတစ်ခု၏ဂိုင်းကောင်းဆောင်လူโซကြီးတဦးလည်းဖြစ်ပါれ၎င်း၏ဂိုင်းမှာကြောင်နက်ဂိုင်းဟု၍ဖြစ်ကားယခုအချိန်၌မူဥတိုက်ဆိုကြီးစစ်ကြီးပြီး၍ပြောင်းလဲသွားသောအုတ်ချုပ်ရေးများအောက်၌ကုမ္ပဏီပိုင်ရှင်တထေကြီးတဦးအဖြစ်အသွင်ပြောင်းကားနေထိုင်နေခြင်းပင် ဖြစ်ပါတော့တယ်၎င်းအနေဖြင့်ဤကဲ့သို့ဘဝအားအေးချမ်းစွာအခြေချနေသည့်အချိန်မှရုတ်တရက် မုံတိုင်းတစ်ခုနဲ့အမွေနှောက်လာသောလူတက်မှုတရေများနှင့်လူโซကြီးမိုးမောင်ဤတရေများကြောင့်များစွာတုံလှုပ်ခြောက်ခြားနေရပါတော့လေစင်စစ်အားဖြင့်လွန်ခဲ့သော15နှစ်ခန့်ကပလိများလက်အတွင်ရုပ်ပြက်ဆင်းပြက်ဖြင့်တည်ဆုံးခဲ့ရသောလူโซကြီးမိုးမောင်နှင့်သူသည်လွန်စွာမှရင်းနှီးသောလူတအူဖြစ်ခဲ့ပါတယ်သို့သောတစ်ချိန်တွင်မူသူနှင့်လူโซကြီးမိုးမောင်တို့မှတစုံတစ်ခုသောအကြောင်းကိစ္စတစ်ခုဖြင့်ရန်သူများအဖြစ်သို့ရောက်ရှိခဲ့ရပါတယ် ထိုအခါလူစိုးကြီးမိုးမောင်သည် သူ၏ကြောင်နှံခိုင်းကိုပင်ပြန်လှန်၍ဒုက္ခပေးခဲ့မှုပါလေထို့အတွက်သူကလည်းလူစိုးကြီးမိုးမောင်ကို အနိုင်ရရန်ဒီမျိုးစုံဖြင့်ကြိုးစားခဲ့ပါလေနောက်ဆုံးတွင်မူသူသည် လူစိုးကြီးမိုးမောင်အားမတမာသောနှီးဖြင့်အနိုင်ရရှိခဲ့ပါလေ၎င်းမှာ အခြားမဟုတ်ပါ သူသည်ပလိတ်အဖွဲများအားတစ်ဖက်လှည့်ကားတရင်ပေး၍လူစိုးကြီးမိုးမောင်ကိုမိမိ၏ကြောင်နှံခိုင်းသားများနှင့် ပလိတ်အဖွဲပူပေါင်းကား လုတ်ကြံတက်ဖြတ်ခဲ့ခြင်းပင်ဖြစ်ပါတော့တဲ့။ယခုအချိန်တိုင်းမူဥတိုက်ဆိုးသည်ထွက်ပေါ်နေသောသတင်းများကြောင့်လွန်စွာမှစိတ်အနှောက်အယှက်ဖြင့်တုန်လှုပ်နေရပါတော့တဲ့။လူစုကြီးမိုးမောင်အကြောင်းကို သူထက်ပိုတိသူဤလောကတွင် မရှိတော့ပါ။မဟုရာမိုးမောင်ဟုသော လူသားသည်လွန်စွာမှ ကြောက်မက်ဖွယ်ကောင်းလာသောစေတန်နဆိုးတယောက်ပင်ဖြစ်ပါတဲ့။အစေလူသက်သမားဟု၍တင်စားခေါ်ဝေခဲ့ကြရအောင်ဂမိယဆဆန်းထူဆန်းသော ကြီးစားလူသက်သမားတဦးလည်းဖြစ်ခဲ့ပါတယ်။ထို့အတူပင်ဤမြနာမည်ကြီးခဲ့သော မဟုရမိုးမောင်အားသူမှလဲ၍အခြားလူများမှကောင်းစွာမြင်ဘူးတွေ့ဘူးခြင်းပင်မရှိကြပါ။သူသည်ဤကဲ့သို့ထူဆန်းလွန်၊လှည့်ဝတ်လွန်၊ကြောက်မက်ဖွယ်ကောင်းလွန်လှသောမဟုရမိုးမောင်ကို သူဤတပည့်ပေါင်းများစွာအသက်နှင့်မြောင်များလှစွာသောတွေးကြွေးများအဆုံးရှုံးခံကုန်ကြခံကလောက်ကျန်တက်ဖြတ်၍အနိုင်ယူခဲ့ရပါသည်။ တို့တိုင်အံအောကြောင်းမှတ်ဖွဲ့ကောင်းလို့လှသော မဟူယာမိုးမောင်၏အစမ်းစွာများကို သိရှိထားတော်သူသည် ပလိများလက်၌အသေးမိပြီးဟူသောတရင်ကိုပင်မယုံရဲသေးပါ သူကိုယ်တိုင်မဟူယာမိုးမောင်၏ကြည်စံရာဗလက်ဘွားနှင့် အလောင်းကိုမြင်ရပြီးမှသာလျင်တက်ပြင်းချနိုင်ခဲ့သည့်အဖြစ်ကို သူကောင်းစွာမမေ့သေးပါ ထိုစဉ်ကမဟူယာမိုးမောင်၏အလောင်းကိုကြည့်ရှု၍သူ၏တပည့်တယောက်မှပြောခဲ့သောစကားတစ်ခုကိုလည်းကောင်းစွာအမှတ်ရနေပါသေးတယ် ထိုတပည့်ဤစကားကိုထိုစင်ကသူရေမောနိုင်ခဲ့တော်လဲယခုအချိန်တွင်မူထိုစကားကိုအမရက သူ့မှာပုံမတုံလှုပ်နေရပါတော့လေထိုအခါအန်ကြီးကျိတ်၍မျက်လုံးအပြူသားကြီးဖြင့်အတက်ထွက်နေပြီဖြစ်သောမဟူယာမိုးမောင်၏အလောင်းကြီးကိုကြည့်ရှု၍သူ၏တပည့်တယောက်ပြောခဲ့ဘူးသော စကားမှာကဆရာကြီးဒီလူပုံစံကြီးကကျွန်တော်တို့အဖွဲ့ကိုအခဲမကြီးတဲ့ပုံစံကြီးဗျာ တော်တော်ကြာဝိညာဉ်ဘဝနဲ့ပြန်လာပြီးဂလက်စားချင်နေအောင်မယ်။ညညာဆိုတတိထားဗျ။ဟဲဟဲ။ခု၍ဖြစ်ပါလေ။ယခုမူထူစကားကိုဥတိုင်ဆိုအရေနိုင်တော့ပါ။တထေးကြီးဥတိုင်ဆိုသည်တပြင်းမောကြီးတစ်ခုကိုဟင်းကနေချလိုက်မိပါလေ။နဖူးမှချွေးများကိုလည်းလက်ဖြင့်တက်ချလိုက်ပါလေ။ပြီးလျင်အာချောက်ကရင်ငက်သလိုရှိလာသဖြင့်၎င်း၏တပည့်တယောက်ကိုအော်၍ခေါ်လိုက်ပါလေ။လှမောင်ဟေးလှမောင်ဗျာ။ လာလာပါပြီဆရာကြီးထူတန်တခုနှစ်အတူအသားမဲမဲတေးညံ့ညံ့လူတယောက်သည်အပြေးရောက်ရှိလာပါတယ်အေကောင်အေးတက်တာတဲကရေခဲရေတစ်ခွက်ယူခဲ့စမ်းဟူ၍တထေးကြီးဥတိုင်ဆိုးကခိုင်းလိုက်ပါတယ်ဟုတ်ကဲ့ဆရာကြီးဟူ၍ဆိုးကလှမောင်းဆိုးတော်သူကအေးတက်တာတဲမှ ရေဘူးကိုထုတ်ယူကဖန်ခွက်တစ်ခွက်အတွင် လောင်းခဲ့၍တထေးကြီးဥတိုင်ဆိုးထံယူဆောင်သွားပေးပါတယ်တထေးကြီးဥတိုင်ဆိုးကလှမောင်းရိုသေးစွာကမ်းပေးသောရေခဲရေဖန်ခွက်ကို တကွက်ကွက်မောတောက်ပြီးလေလှမောင်ဒီနေ့ဘာနေ့လဲကွာဟူ၍မေးလိုက်ပါတယ်ဒီနေ့တနင်္ဂနွေနေ့လေဆရာကြီးဟူ၍လှမောင်က ပြန်ဖြေပါတယ်ဟိတ်ကောင်တနင်္ဂနွေနေ့မှန်ငါသိတာဗောအဲ့ဒါကိုမေးတာမဟုတ်ဘူးဟူ၍တထေးကြီးဥတိုက်ဆိုးကဟောက်လိုက်ပါတယ်ဩနေ့ရက်ကိုမေးတာလားဆရာကြီးဒီနေ့29ရက်နေ့လေဆရာကြီးမနေ့ပြန်ဆိုလကုန်ပြီဟူ၍လှမောင်ကဆိုလိုက်ပါတယ် ်ပထေကြီးဥတိုက်ဆိုးကမူလှမောင်အားဒေါသထွက်နေသောမျက်လုံးများဖြင့်ကြည့်ရှု၍ခေကောင်ဟု၍ဩလိုက်ပါလေခန့်ခမဆရာကြီးဘာဖြစ်လို့တော့ဟုလှမောင်ကပြူကြောင်ကြောင်ဖြင့်ပြန်မေးပြန်လေပထေကြီးဥတိုက်ဆိုးကဒေါနဲ့မောနဲ့ခေကောင်မင်းကငါမေးနေတာအဲ့ဒါတွေတခုမှမဟုတ်ဘူးကွာဒီကနေ့မြမလူပနဲ့ရက်နေ့လေဆိုတာသိကျင်လို့မေးနေတာကွာငတုံးရဟု၍ပြောလိုက်ပါလေထူအခါမှလှမောင်က အေဂန်နယံတွင်ချိတ်ဆွဲထားသောပြက်ကရင်တစ်ခုကိုပြေး၍လှန်လောကြီးရှုပြီးလျင်ဒီနေ့တော်တလင်းလာဇန်73ရက်ဆရာကြီးဟူ၍ဩ၍ပြောပါတယ်။ဘာလာဇန်73ရက်ဟုတ်လား။ဒါဖြင့်တပတ်ခါလာပြည့်နေပေါ့ဟုတ်လား။ဖျားဖျားဟုတထေးကြီးဥတိုက်စိုးကမျက်နာပြက်ပြက်နှင့်ညှဉ်းညူလိုက်ပါတော့တယ်။ထိုအခါလှမောင်ကတထေးကြီးဥတိုက်စိုးမျက်နာကြီးကို ကြည့်ရှု၍ဘာဘာဖြစ်လို့လဲဆရာကြီးဟူ၍မေးမြန်းလိုက်လေရား။ မင်းမျိုးတဲကသတင်းတွေကိုမကြားဘူးလားလာပြီနေ့ညရောက်တိုင်းသူ့မျိုးမှာဘာတွေဖြစ်တတ်တယ်လဲခု၍တထေးကြီးဥတိုင်စိုးကဒေါသတကြီးပြန်၍မေးလိုက်ပါတယ်သူအခါလှမောင်ကဟုတ်သားပဲကျွန်တော်မေ့သွားလို့ပါဆရာကြီးလာပြီညဆိုလူတတ်မှုတွေဖြစ်တတ်တယ်အတက်ခံရရတဲ့လူတွေကလူကုန်ထံတထေးတွေကြီးပဲပြီးပြီးတော့လူတတ်သမားဟာခုဆိုလိုက်စင်ပင်တထေးကြီးဥတိုင်စိုးကဟဲ့ကောင်တော်တော့မင်းအခုသွားစမ်း ငါကြီးတို့အဖွဲ့ကိုငါခေါ်နေတယ်လို့အမြန်ဆုံးသွားပြောသွားဥ၍အဟိအမေပေးလိုက်ပါတယ်ထို့ကြောင့်လှမောင်းလဲတထေးကြီးဥတိုင်စိုးဤရှိမှလှစ်ခနဲပြောက်ွယ်သွားကများမကြာမီလူတစုနှင့်အတူပြန်ရောက်ရှိလာပါတယ်သူအခါလှမောင်းခေါ်လာသောလူ၄ယောက်မှတောင်တင်းခိုင်မာသော ခန္ဓာကိုယ်များရှိကြပါတယ်၎င်းတို့ဤရုပ်ရည်များမှလည်းမြင်ရယုံများနှင့်တည်ရဲတည်ရဲသောလက်မယွတ်လူမိုင်များဖြစ်ကြောင်းသိတာပါတယ်၎င်းတို့၄ယောက်အနက် တယောက်မှာအရက်ရှည်၍ကြံသုံးယောက်မှာဂင်တိုတိုတုတ်တုတ်ခိုင်ခိုင်များဖြစ်ပါတယ်။အရက်ရှည်သောသူမှာနှုတ်သီးကဲ့သို့ချွန်းထက်သောနှာခေါင်းကြီးရှိကမျက်လုံးများမှလည်းဆွေဆောင်ဆောင်ရှိပါလေ။၎င်းမှာငှက်ကြီးဆိုသူပင်ဖြစ်ပါလေ။ဥတိုက်ဆိုးမှလက်သက်မွေးထားသည့်လူမိုက်ကောင်းဆောင်တဦးလည်းဖြစ်ပါလေ။လူသက်မှုများစွာနှင့်ထောင်အချင်းချင်းကြာထားဘူးသူလည်းဖြစ်ပါလေ။လက်ရေးဆက်ရဲနိုင်ကသွေးအေးရက်ဆက်တတ်သောသူလည်းဖြစ်ပါလေ။ဂျန်လူ၃ယောက်၏အမိများမှာ တာဒင်လှအေးနှင့်ရှမ်းကြီးဟူ၍ဖြစ်ပါတယ်။၎င်းတို့မှာလည်းထောင်ထွက်လူမိုက်များပင်ဖြစ်ကြပါတယ်။၎င်းတို့လေးယောက်ရောက်လာသည်နှင့်တထေးကြီးဥတိုင်ဆိုးကငှက်ကြီးမင်းတို့လေးယောက်ဒီရပိုင်းအတွင်ငါအနီးနားမှာအမဲရှိပါစီ။ဘယ်တော့မှအပြင်းထွက်တာမျိုးငါမလိုချင်ဘူး။ကြံတဲ့ကောင်တွေအားလုံးကိုလည်းတခါတည်းပြောထားလိုက်ကြ။၂၄နှစ်အပြည့်ခြံထဲမှာအပြင်းရှိနေပါစေလို့ဥွေဆူလိုက်လေရာငှက်ကြီးကကောင်းပါပြီဆရာကြီး နောက်ဘာများပြောเสียရှိသေးတယ်လဲဟု မေးလိုက်ပါတယ်ထိုအခါတထေးကြီးဥတိုက်ဆိုးကခိတ္တမြစဉ်းစားဟန်ပြု၍အေးနောက်ပြီးဒီကြားထဲမှာဘလို့လူမျိုးနဲ့မှငါမတွေ့ခြင်းဘူးဒီရက်ပိုင်းအတွင်းကုမ္ပဏီကလူတွေအားလုံးကိုလည်းအကြောင်းကြားထားလိုက်အထူးသဖြင့်အခုလာမဲ့လာပြညမှာမင်းတို့အားလုံးငါ့ဓမေကနေဘယ်မှမခွာကြဖို့အရေးကြီးတယ်နားလေကြရဲ့လားဟု၍ပြောဆိုလိုက်ပြန်လျာ ငှက်ကြီးတို့လူစုသည်လည်းတယောက်မျက်နှာကိုတယောက်ကြီးလိုက်မိကြပါတယ်ထို့နောက်တွင်မှဒါဒင်ဆိုသူကရုံးစတောင်းနှင့်လူကလက်ဆက်တတ်တော့ဆရာကြီးကမြို့ထဲကကောလာဟာလာတရင်တွေကြောင့်စိတ်ပူနေတာကိုအမှုပါနဲ့ဆရာကြီးရဲ့ခုဆိုလိုက်လျင်တိတ်ဆန်းတာတဲ့မင်းဘာမှမသိပဲနဲ့ဖြုတ်အောင်နောက်လောက်ရှိတဲ့ခေါင်းလေးနဲ့မိချောင်းမင်းရေခင်းပြမနေနဲ့ငါပြောတဲ့အတိုင်းသာလုပ်ခု၍တထေးကြီးဥတိုက်ဆိုးကဟောက်လိုက်ပါတယ်ဒါတင်ဆိုသူမှငြိမ်သွားပါတယ် ်သူအခါငှက်ကြီးကတာတင်အားတစ်ချက်ကြည့်၍မင်းတော်တော်ရှာရှိတဲ့အကောင်ပဲတာတင်ဟုပြောကသိကြပါဆရာကြီးဆရာကြီးဖြစ်စေခြင်းနဲ့အတိုင်းဖြစ်ရပါစေမယ်ဟု၍တထေကြီးဥတိုင်ဆိုးကိုပြောလိုက်ပါတယ်ဤသို့ဖြင့်လာပြညရောက်သောအချိန်၌ကငှက်ကြီးတို့လူစုမှတထေကြီးဥတိုင်ဆိုး၏တိုင်အိမ်ကြီးအတွင်း၌စောင့်ကြက်လျက်ရှိပါတယ်သူအခါတထေကြီးဥတိုင်ဆိုး၏ခြံဝင်းကြီးတစ်ခုလုံးအတွင်း၌လျှက်စင်မီးများကိုရင်းထိန်စွာထွန်းထားကြပါသည် တိုက်ကြီးအတွင်းသားလျင်မကခြံဝင်းကြီး၏နေရာတိုင်း၌လဲတထေးကြီးဥတိုင်စု၏တပည့်တပန်းများသည်နေရာမလက်စောင့်ကြက်လျက်ရှိပါသည်။သူရ၌ညစနနာ၏ကြော်ခန့်ရှိသောအချိန်တိုင်းမူလူတရက်မိဘုံပြန်တလုံးခိုဆွဲလျက်လူတယောက်သည်တထေးကြီးဥတိုင်စု၏နေအိမ်ခေါမိုးတက်စီသို့ရောက်ရှိလာလီတော်တယ်။၎င်းသည်အနက်ရောင်တည်ရဥထုတ်ကြီးတလုံးနှင့် အနက်ရောင်တည်ရလောင်းကုတ်ရှိကြီးတစ်ထည်ကိုဝစ်ဆင်ထားပါသည်။သူအခါ၎င်းခိုဆွဲစည်းလာသောအရာကြီးမှာ ဘီဘုံပြန်ဟုဆိုခြင်းထက်ဓာငွေဘူပေါင်းပြန်တလုံးဟုဆိုလျင်ပို၍မှန်ပေမိအဘဲကြောင့်ဆိုသောထိုအရာကြီးမှာလေဒီမိုးကစားများဖြင့်ချုပ်လုထားပြီးအတွင်းမှဓာငွေများဖြစ်တင်း၍ပြန်တက်စေသော ကရိယာဇန်ကြီးတစ်ခု ဖြစ်နေခြင်းကြောင့်ပင်ဖြစ်ပါသည်ထိုအချိန်တိုက်ရင်ကြီးအောက်ဖက်ရှိတထေးကြီးဥတိုင်စိုးဤတပည့်များမှာထိုအချင်းအရာကိုရိမ့်မိတိရှိကြခြင်းမရှိကြပါဓာငွေဘူပေါင်းပြန်ကြီးဖြင့်ရောက်ရှိလာတော်သူမှလည်း တိုက်အိမ်ခေါင်မိုးပေါ်သို့ခြေချမိလိုက်သည်နှင့်၎င်း၏ဘူပေါင်းကြီးအားတံငွေများကိုလျှော့ချလိုက်ကာတွက်လက်စွာခောက်သိမ်းလိုက်ပါသည်ထို့မှကြောင်တကောင်ဤပေါ်ပါခြင်းမျိုးဖြင့်တိုက်အိမ်ကြီးခေါင်မိုးပေါ်မှတစ်ဆင့်ခိုတွဲ၍ဆင်းကာအပေါ်ထက်ရှိဖွင့်ထားသောပြတင်းပေါက်တစ်ခုမှအထဲသို့ဝင်ရောက်သွားပါတော့တယ်ထို့အခါတိုက်အိမ်ကြီးဤပိုင်ရှင်ဖြစ်သူတထေကြီးဥတိုင်ဆိုးမှ အောက်ထက်ရှိ၎င်း၏တပည့်များနှင့်၎င်းများပြောဆိုလျက်ရှိပါသည်ထို့နောက်မှအဒံကြားလေးလျင် ။တထေးကြီးဥတိုင်ဆိုးကဧကန်းနယံတိုင်ကက်နာယီကြီးကိုတစ်ချက်လှမ်း၍ကြီးလိုက်ပြီးဆန္ဒနာယီတောင်ကြော်သွားပြီပဲကွာ။ငါအပေါ်တက်ကိုတက်တော့မယ်။ငှက်ကြီးနဲ့သားတယ်။မင်းတို့နှစ်ယောက်ငါနဲ့လိုက်ခဲ့ကြ။ဒီနေ့ညမင်းတို့နှစ်ယောက်အပေါ်တက်ကအခန်းမှာပဲအိတ်ကြရမယ်။ဟုပြောဆိုက၎င်း၏တပည့်နှစ်ယောက်နှင့်အတူအပေါ်တက်သို့တက်ရောက်သွားပါတော့တယ်။အပေါ်တက်သို့ရောက်သောအခါတထေးကြီးဥတိုင်ဆိုးကငှက်ကြီးနှင့်သားတင်တို့နှစ်ဦးအား၎င်း၏အိတ်ခန်းနှင့်ကက်လျက်အခန်းတစ်ခန်းကိုညွှန်ပြပါဗါတယ်။ မင်းတို့အိတ်ချင်းကြီးဒီအခန်းထဲမှာပဲအိတ်ကြ။ဒါပေမဲ့နှစ်ယောက်စလုံးအိတ်လို့တော့မဖြစ်ဘူးနော်။တယောက်တည်းချိမ့်ပြီးအိတ်ကြရမယ်။တယောက်ကတော့အဆောင်အဖြစ်ရှိနေအောင်မှဖြစ်မယ်ကွာ။ဟုဆိုလိုက်လေရငှက်ကြီးကထိတ်ချပါဆရာကြီးရဲ့။ကျွန်တော်တို့နှစ်ယောက်စလုံးဘသူမှမအိတ်ကြပါဘူး။ဒီနေ့ညဆရာကြီးအတွက်ဆောင်ပေးရမှာပေါ့။မဟုတ်ဘူးလားတာရင်သူ့ရဲ့ပြန်ပြောလိုက်ပါတယ်။ဒါပေါ့ငှက်ကြီးရဲ့တို့ဆရာကြီးအတွက်ဆောင်ပေးရမှာပေါ့။ဟဲ့ဟဲ့ဥွေတာရင်ကလည်းပြောလိုက်လေလျင် တထေးကြီးဥတိုင်စိုးက၎င်း၏တပည့်နှစ်ဦးကိုချေနှက်သောအမူအရာမျိုးပြင်ကြည့်၍ကောင်းတယ်ကွာမနဲ့မှမင်းတို့ကိုပေါက်စုပေးရအောင်မယ်အခုရောဘာလိုအပ်တာရှိသေးလဲဟုမေးလိုက်ပါတယ်သူအကငှက်ကြီးနဲ့ဒါတင်တို့နှစ်ဦးစလုံးမှမမရှိတော့ပါဘူးဆရာကြီးအားလုံးပြည့်စုံပါနဲ့ကျွန်တော်တို့အားလုံးဒီနေ့ညဆရာကြီးကိုတညာလုံးစောင့်ပေးကြမှာပါဟုတ်၍ပြောဆိုလိုက်ပါတယ်သူအကတထေးကြီးဥတိုင်စိုးကပြော၍ကောင်းပြီဒါဆိုငါလည်းအနားယူလိုက်အောင်မယ်ကွာ မင်းတို့တိတ်တော်တယ်ခုရိပ်ပြော၍၎င်း၏အခန်းအတွင်းသို့တရင်တရင်ဖြင့်ဝင်ရောက်သွားပါတော့တယ်ဓမ္မန်အားဖြင့်၎င်းတို့အားလုံးလူလူမှရေချင်ကိုက်နေကြပြီဖြစ်ပါလေတထေကြီးဥတိုင်စုအခန်းထဲသို့ဝင်သွားလေလျင်တာတင်ကငှက်ကြီးအားငှက်ကြီးငါအောက်ကလက်ကြံလည်းလည်းတွားယူလိုက်အောင်မေချအောင်မှမဟုတ်လားခုရိပ်ပြောလိုက်ပါတယ်သူအခါငှက်ကြီးကလည်းဟဲဟဲချအောင်မှဘောကွာခေါက်ဆွဲကြောပကံတွေပါယူခဲ့ကွာအပေါ်မှာမင်းနဲ့ငါနဲ့အေးအေးဆေးဆေးပေါ့ ဥယျပြောလိုက်လေရာဒါရင်ကငှက်ကြီးအားလမ်းမတချောင်းထောင်ပြ၍အောက်ထက်သို့ပြန်၍ဆင်းသွားပါတယ်။ထိုအချိန်အိတ်ခမ်းတွင်ရောက်ရှိသွားသောတထေကြီးဥတိုက်ဆိုးမှလည်းတချံလုံးတအိမ်လုံးစောက်လျက်ရှိသောမိမိ၏တပည့်များအပေါ်အားရကျဉ်တဲ့လျက်ကရင်ပေါ်သို့ပလက်လန်ကလဲလျောင်းလိုက်လေပါတယ်။ထိုခဏတွင်ပင်ကရင်အောက်မှလူတစ်ယောက်သည် ရုတ်တရက်ထွက်လာက၎င်းအားခြောက်လုံးပြူးတလက်ဖြင့်ချိန်ရွယ်လိုက်ပါတယ်။ တတိကြီးဥတိုင်စိုးမှာမိမိအားတနက်ဖြင့်ချိန်ရွယ်ထားသောလူကိုမြင်တွေ့လိုက်ရလျင်အံ့ဩလို့သည့်ဖြင့်ပါဇက်ကြီးဟ၍သွားပါれ၎င်းမြင်တွေ့လိုက်ရသောသူမှာအနက်ရောင်တည်ရမျက်နှာဖုံးတစ်ခုကိုဆွထားသည့်လူစိုးကြီးမိုးမောင်ဖြစ်နေခြင်းကြောင့်ပင်ဖြစ်ပါれထိုအခိုက်တွင်ပင်လူစိုးကြီးမိုးမောင်က၎င်း၏ပါဇက်အတွင်သို့တနက်ပြောင်းကိုရုတ်တရက်ထိုးထက်လိုက်လျင်ဟဲ့ဟဲ့တိတ်အံ့ဩနေလားဥတိုင်စိုးကျုပ်ကိုမှတ်မိပြီလားဟု ပြောလိုက်ပါれ တတိကြီးဥတိုင်စိုးကခေါင်းကိုအနေငယ်ညှိပြပါတယ်ထိုအခါလူစိုးကြီးမိုးမောင်ကဘလို့လဲဥတိုင်စိုးမဟူရမိုးမောင်ဆိုတဲ့လူကဘယ်တော့မှမတည်တဲ့လူတယောက်ဆိုတာခမရမသိဘူးလားအခုခမရကတော့တေးရတော့မယ်တေးရမှာပေါ့ခမရဟာကျုပ်ကိုတစ်ဆက်ဖောက်ညှက်ပတ်ပြီးအသေးတက်ခဲ့တဲ့လူပဲကျုပ်အပေါ်ရုံမှခဲ့ကြတယ်ခမရတို့အဖွဲသားအားလုံးကိုမရဏပြီပို့ရမှာကျုပ်တောင်းဝင်ပဲလေဟဲဟဲဟူ၍ပြောဆိုရင်မွတ်လျက် ရုတ်တရက်ပါဇက်ထဲမှာတနက်ကိုဆွဲထုတ်လိုက်ကဥတိုင်ဆိုဤနှလုံးသားနေရာတဲ့တဲ့ကိုအနီးကပ်ချင်းရွေ့၍တနက်မောင်းခလုတ်ကိုညှစ်ချလိုက်ပါတယ်ထို့အခါဒိုင်းငနဲ့ထွက်ပေါ်လာသောတနက်တန်နှင့်အတူတထေကြီးဥတိုင်ဆိုမှတစ်ချက်မျှသာတွန်ကနေလှုပ်လျက်အသက်ထွက်သွားပါတော့တယ်လူဆိုးကြီးမိုးမောင်သည်တထေကြီးဥတိုင်ဆိုအသက်ထွက်သွားသည်နှင့်ရင်ဘတ်တန်ရာမှထွက်လာသော သွေးများကိုလက်ညှိုးဖြင့်တူယူကအလောင်းဤနှစ်ဖူးတက်၌ မအခရာကိုရေးဆွဲလိုက်ပါတယ်။သူအခအခန်းအပြင်ဘက်တွင်ရှိနေသောငှက်ကြီးမှလည်းရုတ်တရက်မိမိတို့ဆရာကြီး၏အိမ်ခန်းထဲမှတနတ်တန်တစ်ချက်ထွက်ပေါ်လာခြင်းကြောင့်ပေးစင်းလျက်ရှိသောမျက်လုံးများပြီးပြူး၍သွားရပါတယ်။ထို့မှတတိဝင်လာလျက်ဆရာကြီးဟုအဟိကအိမ်ခန်းစီသို့ ပြေးခဲ့ပါတယ်။သူရ၌အိမ်ခန်းတကားမှ အတွင်မှရက်ချထားခြင်းကြောင့်တော်တော်နှင့်ဖွင့်မရဘဲရှိနေစဉ်တနတ်တန်ကြောင့်ဒါဒီနှင့်အခြားလူများသည်လည်း ၎င်းရှိနေရာအင်ပေါ်တက်စီတို့ပြည့်တက်၍လာကြပါသည်ထိုအချိန်၌ပင်လျင်အတွင်းမှ လူဆိုးကြီးမိုးမောင်ကကွင်းလျက်ရှိသော တကားမှတစ်ဆင့်အပြင်ဘက်သို့ကြောင်တကောင်ဤလင်းမြန်မှုမျိုးဖြင့်ထွက်လျင်တကားချက်ကို အတဲ့အတိုင်းပြုတ်လုပြီးလျင်ခြေထောက်ဖြင့်ကံပိတ်ကလာလန်းအတိုင်းခေါင်မိုးပေါ်သို့တက်ရောက်သွားပြီဖြစ်ပါသည်ငကြီးတို့လူစုမှကအိတ်ခဲတကားကိုလူအားဖြင့်တွန်းဝင်ကြလျက်တကားပွင့်သွားသောအခါ၌မူ ကရင်ပေါ်၌တနတ်တန်ရာကြီးဖြင့်တေဆုံးနေပြီဖြစ်သောတထေကြီးဥတိုင်စိုး၏အလောင်းကို တွေ့မြင်လိုက်ကြလင်းလျင်တွက်လောရိုက်၍သွားကြပါသည်ထိုအချိန်အိုက်ခေါမိုးပေါ်ရှိ လူစိုးကြီးမိုးမောင်က၎င်း၏ဓာငွေဘူပေါင်းကြီးကိုဓာငွေများပြန်လဲဖြစ်သွင်းလျက်များမကြာမီတွင်လာခဲ့သည့်အတိုင်းကောင်းကင်သို့ပြန်တက်ကတိုက်အိမ်ကြီးပေါ်မှထွက်ခွာသွားပြီဖြစ်ပါတော့သည်